ကင်မရွန်နိုင်ငံဟာငှက်ပြုံးကုန်အားနဲ့ဇီဝမီးသွေးထုတ်လုပ်ပြီးသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနေတဲ့ တော်မီလောင်နာလိုမျိုးတဘာဝဘေးတွေအပြင်တစ်ထုတ်လုပ်ရေးလုပ်ငန်းတွေဆက်မှုစုံတွေကြောင့်တတော်ပြုံးတိမှုတွေပိုဆိုးလာပါတယ်။ကင်မရွန်နိုင်ငံရှောင်းအွန်ဒေးမျိုးမှာတော့ငပြောကွန်ကနေလှူထားတဲ့ဇီဝမီသွေးကိုစမ်းသစ်တွေ့ခြင်းအသုံးပြုခြင်းအားဖြင့်တတော်ပြုံးတိမှုလျှော့ချဖို့လှုံ့ဆော်နေပါတယ်။ဒီလုပ်ငန်းစဉ်ကိုအသက်30အရွယ်တဘာဝပတ်ဝန်းကျင်အင်ဂျင်နီယာစတိပ်ချူချူကဦးဆောင်လုပ်ကိုင်နေပြီးတော့ထူးခြားတဲ့အဆွန်ပြပစ္စည်းစီမံခန့်ခွဲရေးဆိုင်ရာလှုံ့ဆော်မှုတစ်ခုအဖြစ်အလေးထားဆောင်ရွက်နေပါတယ်။ဒီနေ့ဗီဒီယို ုံမှာတော့ခင်မရွန်နိုင်ငံဟာငပြောကုံကနေဇီဝမီသီးထုတ်လုပ်ပြီးတဘာဝပဝင်းကျင်ကိုထိန်းသိမ်းနေတဲ့အကြောင်းမျှဝေပေးသွားမှာဖြစ်လို့ဗီဒီယိုလေးထဲမှာအထူးထူးကြည့်ရှုရအောင်ပါရှင်။ဂေဟာစနစ်အတွက်တင်တော်တဲ့ဇီဝမီသွေးဟာဆိုရင်တော့ဒေသတွင်းသစ်တော်ဆုံးရှုံးမှုကိုတိတိတသာရောကြစေပြီးတော့သမယိုးကြမီသွေးနေရာကိုအစားထိုးလုပ်ဆောင်ပေးပါတယ်။ကင်မရွန်မှာနှစ်စင်မီသွေး3,500မက်ထရစ်တန်လောက်သုံးစွဲနေကြတာကြောင့်သစ်တော်ပြုံးတိမှုနဲ့တဘာဝပဝင်းကျင်ပျက်စီးမှုတွေကိုဖြစ်ပေါ် စေပါရယ်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်2020ခုနှစ်မှာ Steve Chuchu ကတရေစာထုတ်လုပ်တဲ့စက်ရုံတွေအပါအဝင်ပြည်ရင်းရောင်းချသူတွေစီကနေငပြောခွန်တွေစုဆောင်ပြီးဇီဝမီးသွေးထုတ်လုပ်တဲ့လုပ်ငန်းကိုစတင်ခဲ့ပါရယ်ရရှိလာတဲ့ငပြောခွန်တွေကို Carbon Diary တက်ထားတဲ့အလုပ်ယုံမှာဇီဝမီးသွေးအဖြစ်ပြောင်းလဲပြီးအသုံးပြုရလွယ်ကူတဲ့မီးသွေးထုံးတွေအဖြစ်ပုံသွင်းထုတ်လုပ်ထားပါရယ်ကုန်ကျန်းဖြစ်တဲ့ငပြောခွန်အတွက်လည်းအခချင်းငွေမကုန်ကြခဲ့ပါဘူးဇီဝမီးသွေးတွေကလောင်ကျွမ်းတဲ့အခါ

မိကိုအများကြီးမထွက်တဲ့အပြင်ကုန်ကြစီလည်းနေတာကြောင့်တမန်လိုရင်းစားရိအတွက်တင်းတော်ရဲ့ရွေးချယ်မှုတစ်ခုဖြစ်လာပါတယ်။လက်ရှိမှာစတိပြက်လုပ်ငန်းကနေလားစဉ်ဇီဝမီသွေး၃ထန်လောက်ထုတ်လုပ်ပေးနေပါတယ်။ဒီအထွန်းလုံးကကင်မရွန်ရဲ့မီသွေးသုံးဆွဲမှုပမာဏနဲ့ရှင်ရင်နည်းနေသေးပေမဲ့ထုတ်လုပ်မှုအတိုင်းအတာကိုချဲ့ထွင်လိုက်ရင်ပတ်ဝန်းကျင်အတွက်အများကြီးအကျိုးသက်ရောက်မှုရှိလာမှာပါ။ဗီဒီယိုလေးကိုဆက်ပြီးတော့မကြည့်ခင်မှာတော့အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ချက်တဲ့ရဲ့ Channel လေးကို like and subscribe လို့ထားကြဖို့ဖိတ်ခေါ်လိုက်ပါရရှင် ကင်မရွန်ကအာဖရိကရဲ့အကြီးဆုံးသတ္တုနယ်မြေတွေကတစ်ခုဖြစ်ပေမဲ့2002ခုနှစ်ကနေ2020ခုနှစ်အတွင်းနိုင်ငံရဲ့သတ္တုဟက်တာပေါင်း9သိန်းကျော်ဆုံးရှုံးခဲ့ကြောင်း Global Forest Watch ကထုတ်ပြန်ထားပါတယ်။စတီဗျက်ရည်ရဲကဒီလိုဆုံးရှုံးမှုမျိုးရောပါစေဖို့နဲ့လူရန်းစားမျိုးစုံအတွက်လက်လန်းမီတဲ့ကုန်ပစ္စည်းတစ်ခုထုတ်လုပ်ပေးနိုင်ဖို့ပါ။စတီဗျက်ကဇီဝမီသီးလုပ်ငန်းအပြင်ဒေတာရင်းပြည်ဖြိုးမြဲစွမ်းအင်အတွက်လည်းအာရုံစိုက်နေပါတယ်။ပြည်ဖြိုးမြဲစွမ်းအင်ဆိုတာက ။တဘာဝအတိုင်းထက်တလဲလဲပြန်လဲဖြည့်တင်နိုင်တဲ့စွမ်းအားရည်မြစ်တွေကနေစွမ်းအင်ထုတ်ယူတာပါ။သူရဲ့လေ့ကျင့်ရေးကြောင်းကနေတဆင့်စွန့်ပစ်ပစ္စည်းပြန်လဲရရှိရေးနဲ့ဖြည့်ဖြိုးမြဲစွမ်းအင်နည်းပညာတွေအကြောင်းလူပေါင်း၄၀၀ကျော်ကိုသင်ကြားပေးခဲ့ပါတယ်။ဒီ program တွေကသတင်းသားတွေအတွက်လက်တွေ့ကျတဲ့ကျွမ်းကျင်မှုကိုမျှဝေပေးယုံသားမှကအာဖရိကရဲ့အလုတ်ကိုင်ကွာဟာချက်တွေကိုဖြည့်ရှင်းပေးနိုင်ဖို့လည်းရှိရွယ်ပါတယ်။ကင်မရွန်ကကမ္ဘာဖြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းရဲ့နှစ်တသမ၄၀၀ကျော်ပဲရှိပေမဲ့ steep အစပြိုးလိုက် ိုက်တဲ့ဒီလုပ်ငန်းကြီးကသဘာဝစွမ်းအင်တွေကိုကောင်းကောင်းအသုံးချတတ်စေဖို့ကူညီပေးပါတယ်။စတိပြက်စ조사အားထုတ်မှုတွေကစမ်းသတဲ့စီးပွားရေးအခွင့်အလမ်းအသစ်တွေကိုရှာဖွေနိုင်ဖို့ပါသဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုတွေကိုစီမံခန့်ခွဲရင်းအမိုက်တွေကိုအဖိုးထံအရင်းမြစ်အဖြစ်ဘယ်လိုပြောင်းလဲနိုင်တယ်လဲဆိုတာကိုစတိပ်ကသက်သေပြခဲ့ပါတယ်။ ပညာရေးနယ်ပယ်မှာယင်းမြို့နယ်ချင်းအဖြစ်ခင်မရွန်းကနိုင်ငံရေးအနာခတ်အတွက်အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းနေပါတယ်။မဟာဗျူဟာကျတဲ့ယင်းမြို့နယ်မှုတွေနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုပေါင်းစည်းပြီးကဏ္ဍပေါင်းစုံကိုမြင့်တင်နိုင်ဖို့လည်းစ조사နေပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်အုပ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရဲ့ဗီဒီယိုတင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။